ထိုင်းရွှေကဒီနေ့မှာတော်တော်လေးကိုဈေးချသွားတယ်လို့ပြောရမယ်1150တိကိုဈေးချသွားတာဖြစ်ပါတယ်အလုံးမင်းမင်္ဂလာပါစေချင်တာချင်ကိုကြမှာချင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့က24ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးက1150ကျပါတယ်ကိုယ်စားကြောင့်တမန်900ရင်းလို့ရှိတဲ့တိုင်းချွေခဲသေးဆိုင်ကရောင်းနေဈေးက9000နဲ့မှ400ဆိုင်ကလက်ခံနေဈေးက9000နဲ့မှ300လက်ဝင်နိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းနေဈေးက9200နဲ့ပေါင်းစည်းရှိနေပါတယ် ကမ္ဘာချွေတောင်စာကိုဒေါ်လာ3320နဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့တထောင်းလာကိုထိုင်းမှန်ငွေ30နဲ့တထမ65နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်96တထမ5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်ခဏ200ရှိပါတယ်လက်ခ PSC ထိုင်းရွှေခေတဲ့ဘတ်သားကို9600နဲ့ပေါင်းစည်းရှိနေပါတယ်ဆိုင်ကလက်ခဏနေစီခရာခိုင်နှုန်းပြတ်မပြတ်ပဲဆိုင်က9300နဲ့ပြန်ပြီးတော့လက်ခဏမှာပါလက်ရှိမှာတော့ထိုင်းရွှေဈေးကကျဈေးနဲ့ရှိနေတာဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်တော့အခဈေးတက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင် Cineclin Sikor စခွဲမှာတွားပြီး ီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက္ခဏာ200ဘတ်သားထိဝယ်မယ်ဆိုရင်လက္ခဏာအကုန်ကြမရှိပါဘူးထိုင်းရွှေကလက်ရှိမှာကျနေတာဖြစ်တဲ့အတွက်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်စက်ကိုတော့မှကိုကိုရှိတဲ့ရွှေခဲစီဆိုင်ကရောင်းနေစီက3486ဘတ်ဆိုင်ကလက်ခံနေစီက3482ဘတ်နဲ့ပေါင်စပ်ရှိပါတယ်